လက်နက်တွေအပြည့်စုံနဲ့နော်အာဏာကြီးချုပ်ကန်ထားပြီးမြန်မာနိုင်ငံတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်ခွင့်ရနေတဲ့အချိန်မှာတော့နော်လက်ပလာနဲ့ပြည်သူကိုမနိုင်တဲ့စစ်တပ်ကတခြားနိုင်ငံတွေကိုအမိပြုတ်ပြီးတော့တခြားနိုင်ငံတွေကိုဖိပေးပောင်းပြီးတော့နော်ကိုယ့်ရဲ့အာဏာတည်မြဲရေးတော့မြန်မာတနိုင်ငံလုံးကိုလှုပ်ချင်တယ်လို့လှုပ်တော့မယ်ကောင်းနေကိုအပိထောက်ခံပြီးတော့အယမ်းကျင်းနေတဲ့လူတွေရှိတယ်နော်ရုရှားပူးပေါင်းလာတဲ့အပေါ်မှာတအားအောင်မှာအာကို ဘယ်ရောက်လို့ရောက်နေမှမသိကိုဘဝအခြေအနေဘယ်အဆင့်တန်းရောက်လို့ရောက်နေမှမသိတဲ့နော်အခြေအနေတရက်ကိုနော်ပျော်ရွှင်နေကြတဲ့လူတွေကိုပြောချင်တယ်ရှက်တတ်ကြစမ်းပါလို့နော်ရှက်တတ်ကြစမ်းပါအဲ့ဒါနင်တို့ရဲ့အဘတွေရဲ့အရေးချင်းပါပဲအဲ့တော့ဒီအရေးချင်းတွေကိုကြည့်ပြီးတော့မှကိုယ်နိုင်ငံရဲ့အနာဂတ်ဟာဒီကောင်ကြီးရဲ့လက်ထက်မှာဘယ်လောက်ထိဇောက်တုံးမုံမျိုးဖြစ်သွားနိုင်လဲဆိုတော့အခန့်မှန်းလို့ရတာပဲလीနော်အခုမြန်အောင်လိုင်းတို့ရဲ့အခြေအနေကလိုချင်တာကိုအကုန်ပေးတော့မယ်အခြေအနေပါ ရုရှားအနေနဲ့တရုတ်အနေနဲ့ဘာပဲတောင်းဆိုတောင်းဆိုမြန်မာနိုင်ငံလုံးကိုပဲပေးရပေးရပေးတော့မယ့်အခြေအနေတရက်ဖြစ်ပါတယ်နော်အဲ့တော့အရန်ကဟိုရုပ်မှတက်တက်ရုပ်မှတာပေါ့ရှင်နော်နောက်ဆုံးရုပ်မှချင်းရုပ်မှချင်းကုံနေပေါ့အော်အဲ့ဒီပုံမှာဂျင်းနဲ့အားရနေတဲ့လူတွေကျွန်မတခုပြောချင်တာရှင်တို့ကံတရားကိုရှုံတာကျွန်မတို့ရှုံတယ်ကံတရားဟာဒုက္ခပေးတဲ့အခါကျရင်ဗတ်မလိုက်ဘူးနော်လက်ထုံးလို့မရဘူးအဲ့တော့မင်းအောင်လိုင်ဗတ်မှာတော်လန်ကြီးစဖြစ်ကလေးကကံတရားဟာရှိမနေခဲ့ဘူးနော် အမျိုးမျိုးနိုင်ငံတွင်းထဲမှာဒုက္ခမျိုးစုံเนาะဒေါ်လာငွေတွေစပြီးတော့ဈေးကျတယ်အဲ့ဒီအရာကိုလည်းကန်တရားကသူ့ဘက်မှာရှိမနေပေးခဲ့ဘူးเนาะသူကတော့နိုင်ငံတကာမှာမျက်နှာပြောင်တိုက်ဖို့စူးစမ်းပြီမယ်เนาะဒေါ်လာဈေးတွေကျတယ်ကုန်စည်နှုန်းတွေထိုးတက်တယ်เนาะနိုင်ငံတကာကရှုတ်ချမှုတွေကိုလည်းနေ့စဉ်နှစ်တိုင်းအချိန်တိုင်းလိုလိုခံရတယ်တိခါတပြားမှမရှိတော့တဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအပြင်ကိုဒီတရုတ်ကိုပေါင်းပြီးတော့တရုတ်ရဲ့စီးပွားရေးတွေနောက်ထပ်တရုတ်ကိုလုံနိုင်မဲ့အခွင့်အရေးတွေအားလုံးပေးပြီးတာတော့မှ နော် ICJ ဖောင်ဝရန်ကြီးအကြောင်းကြီးကထွက်လာတယ် ICJ မှာဖောင် ICJ မှာဖောင်ဝရန်ထုတ်ဖို့အတွက် ICJ ကနေပြီးတော့နော်ထုတ်ပြန်တဲ့တရင်ကြီးကထွက်လာတော့သူ့ရဲ့ခေါင်းကိုငွေကြိုက်တာပါပဲရိုဟင်ဂျာတွေကိုလူမျိုးတုံးတက်ဖြတ်မှုကသူ့အနေနဲ့တိတိလေးလို့ယူဆထားခဲ့တဲ့အရာကသူ့အတွက်အကြီးမားဆုံးပြဿနာဖြစ်နေပါတယ်ဒီချိန်မှာနိုင်ငံရေးထွက်ပေါက်ရခဲ့တယ်ဆိုရင်လည်းသူ့အတွက်ကတော့ဒီပြဿနာကငြိမ်းအေးသွားမှာမဟုတ်ဘူးတော်တော်များလေဒီပြဿနာကိုလက်တလုံးဒီပြဿနာကြားကနေရုံထွက်နိုင်မှုအတွက်သူကဂရုမစိုက်ပဲနေနေရတာတော့မဟုတ်ပါဘူး နော် ICC ကဘာမှမလုပ်နိုင်ပါဘူးကွာဆိုပြီးဂရုမစိုက်ပဲနေနေတဲ့ပုံစံမျိုးမဟုတ်ပါဘူးလက်ရှိမင်းအောင်လိုင်းလုပ်နေတာဒီအားလုံးကဒီအမှုနဲ့အများကြီးပတ်သက်ပါတယ်ဒီထက်ကနေသူဘယ်လိုရှောင်ထွက်လို့ရမလဲဆိုတော့လမ်းကြောင်းကိုသူကရွေးချယ်နေတာဖြစ်ပါတယ်အဲ့တော့သူရွေးချယ်လိုက်တဲ့လမ်းကသူ့မှာရှိတာတွေအကုန်ပေးဖို့ပါသူ့ရဲ့အာဏာတည်မြဲဖို့အတွက်တိုင်းပြည်ကိုဟုတ်လားဘယ်သူလက်ထဲကိုပဲဘယ်လိုအခြေအနေမျိုးနဲ့ပဲအဲ့ရအဲ့ရအမှန်ဖြစ်ပါတယ်လက်ရှိအထုတ်အချာအာဏာတည်မင်းအောင်လိုင်းရဲ့လက်ထဲမှာလုံးဝမရှိတော့ဘဲနဲ့ပူတင်နဲ့ နော်တာကိုကြီးတို့ရဲ့လက်ထဲမှာပဲရှိနေတဲ့သဘောတရားမျိုးဒါပြမြောက်နိုင်နိုင်လို့ဘကပြတာလိုက်ရောပေးနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ရဲ့တော်လန်ရေးဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်မင်းအောင်လိုင်းရဲ့ထွက်ပေါက်ဟာအနိုင်ရှုံးပုံမှာပဲမူတည်ပါတယ်ကျမတို့နိုင်အောင်တိုက်နိုင်မှဒီကောင်ရဲ့နော်ဒီကောင်ရဲ့အသေးတွင်းကိုကျမတို့ကအမြဲတမ်းပို့နိုင်မှာဖြစ်တယ်အခုတရုတ်တကောင်နဲ့ပါလာတာတော့မှကျမတို့တော်လန်ရေးသမားတွေအများကြီးခက်ခဲရှိပါတယ်အများကြီးကိုမှကြန့်ကြပါတယ်တော်လန်ရေးဟာ ဲ့တော့နောက်ထပ်တစ်ကောင်မှာအင်အားကြီးတဲ့နိုင်ငံရငနိုင်ငံမျိုးကထပ်ပါလာတယ်ဆိုတော့မင်းအောင်အတွက်လိုင်လို့အတွက်ကအခုချိန်မှာဝမ်းတာစရာတကူဖြစ်နေတာပေါ့လေသူတို့လည်းတော်တော်ပျော်နေကြပါတယ်နော်အဲ့တော့ကန်တရားကိုယုံလားလို့ကျွန်မမေးခဲ့ပြီးပြီမှလားကန်တရားကသူတို့ကမှာဘလို့မှရှိနေခဲ့ပါဘူးအခုသူတို့ဘလောက်ပဲပျော်နေပျော်နေသူတို့အပျော်လေးမပြီးသေးခင်မှာပဲနော်ဖိလစ်ပိုင်သမရဟောင်းနော်ဒူတာတေးရဲ့တရီးကထွက်လာတယ်ရှင်ဒါကမင်းအောင်လိုင်အတွက်မွေကြိုက်တဲ့တဲ့င်းမှာနော် ဖိလစ်ပိုင်ရရဲတွေက သမရဟောင်းကိုဖမ်းပြီးတော့မှ ICJ ကိုပို့လိုက်တဲ့ကိစ္စဟာမင်းအောင်လိုင်းထဲကိုစဉ်းစားရမယ့်ကိစ္စအိမ်မက်ဆိုမှတ်ရမယ့်ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီကိစ္စကိုเนาะ ICC ကိုတွားပြီးတော့နောက်လို့မရပါဘူးဘာမှမလုံနိုင်ပါဘူးကွာလို့ပြောလို့မရပါဘူးမလုံနိုင်တဲ့လူရှိတယ်လုံနိုင်တဲ့လူရှိပါတယ်မင်းအောင်လိုင်းလူမျိုးကိုတော့ ICC ကအတားလေးဖမ်းဆီးနိုင်တဲ့အနေအထားတွေအခြေအနေတွေအများကြီးရှိပါတယ် เนาะအဲ့တော့မလုံပူတင်လိုလူမျိုးကိုမလုံနိုင်ဘူးဆိုတာကတော့ဒါကရှင်းပါတယ်ကမ္ဘာမှာအင်အားကြီးနေတာကပူတင်တို့အဖွဲ့ဖြစ်ပါတယ်ပူတင်တို့နိုင်ငံဖြစ်ပါတယ်ရုရှားနိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးနိုင်ငံဟာလာအနုမြူလက်နက်တွေကိန်းအောင်နေတဲ့နိုင်ငံကိုဘယ်ကောင်မှသိမထိရဲပါဘူးဒါပေမဲ့သူလှုပ်ထားတဲ့အမားတွေကအမားအတိုင်းတမိုင်းမှာတော့ရေးမှတ်ထားကြပါတယ်ဒါကိုကတိတ်ခါကြနေပြီဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်တို့လှုပ်မှာက2025ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်မှာဖြစ်ပါတယ်အကယ်၍2025မှာမဖြစ်မြောက်ခင်လည်း2026ပါလုံမှာလုပ်ပါလိမ့်မယ်ဘယ်သူတွေနဲ့လုပ်မလဲဆိုရင်သူသူတို့အလွင်ဝိုင်းထဲမှာရှိတဲ့လူတွေကိုပဲပါတီတွေခွဲခွင်ပြီးတော့မှဟဟလာအယောက်တရာရှိအယောက်တရာနဲ့ရွေးကောက်ပွဲလုပ်မှာဖြစ်ပါတယ်အဲ့ဒီရွေးကောက်ပွဲကလည်းတေချာပေါက်သူတို့ပဲအနိုင်ရမှာဖြစ်ပါတယ်ပါလာတဲ့နိုင်ငံဘယ်နဲ့နိုင်ငံပါလာမယ်အဲ့ဒီပါလာတဲ့နိုင်ငံလေးနဲ့မဖြစ်ဖြစ်အောင်လုပ်ပါမယ်နော်ဘာကြောင့်လဲဆိုလို့ရှိရင် ICJ ကအာနာရှိနေလို့ရှိရင်ထိလို့မရသေးတဲ့အနေအထားမျိုးကိုသူတို့ ခံမှန်းထားပုံရပါတယ်မျောလင့်ထားပုံရပါတယ်ဒါကြောင့်မို့အာနာကိုတို့ကအသေးလေးစုတ်ကင်ထားခြင်းဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးအရဆွေးနွေးမယ်ဆိုတာတွေကအပေါ်စာသားတွေဖြစ်ပြီးတော့မှဘယ်တော့မှတို့မှဆွေးနွေးဖို့အနေထားမရှိတော့ဘူးနောက်တစ်ခုကဒီစစ်ကောင်စီတဲမှာရှိနေတဲ့ပုံဝင်ပတ်သက်နေတဲ့အကြီးအကဲတွေအားလုံးကဒီအမှုမှာအတွဲလိုက်ပါနေတာဖြစ်တဲ့တဲ့သူကတို့ဟာတလေတဲ့စီရတော့မှဖြစ်ပါတယ်ရုပ်မာတဲ့လမ်းကိုအဆုံးအဆုံးထိလျှောက်ကြတော့မှဖြစ်ပါတယ်အဲ့တော့မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့ လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်။ဘာလို့ရှင်လို့လုပ်နေကြတာလဲ။အခုကျမတို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်။ဒီအခြေအနေတည်းဟာညှိလို့မရတဲ့အမှန်တရားဖြစ်ပါတယ်။အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ဟာမြန်မာအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ်ဇက်သွင်းနေပြီမယ်။လူလိမ်ဇက်ကနေပြီမယ်။တကယ်တမ်းကျတော့လုံခြုံရေးအရာဆိုတဲ့ သူ့စီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခံမှန်းကြည့်ရတဲ့လောက်ကတော့ရုရှားတည်လေရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှเนาะဒီဂျင်းနစိတ်ကန်းတွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှုကတ်နိုင်ပွဲရှိပါတယ်။အဲ့ဒီကနေမှတစ်ဆင့်အရက်ဝတ်တွေပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျမတို့မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက် လာနိုင်တဲ့အခြေအနေတည်းကိုရှိပါတယ်။ဆိုတော့ကျမတို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲเนาะဟုတ်လားအခြားတိုင်းတစ်ပါးတာဒီလာပြီးတော့ဝင်ရောက်ပြီးတော့အာဏာကိုချေလင်မှုတို့အတွက်ဒါကျမတို့မင်းအောင်လိုင်ကကျမတို့နိုင်ငံမှာရှိနေတဲ့ရဇောကောင်မင်းအောင်လိုင်ကကျူးလွန်နေခြင်းဖြစ်ပါတယ်။သူတို့ခုံမြဲဖို့အတွက်ဘာမဆိုလုပ်ပါလို့အဲ့တော့အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုတ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်နိုင်တို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုတ်ပိုင်ခွင့်တွေမြေတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့ဒီလုတ်ကြမယ်ဆိုတာကတော့ကျွန်တော်တို့ညီနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စိုးစိုးဝါးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ပူတင်တို့ဟာတကယ်တမ်းကြလို့ရှိရင် เนาะကျွန်တော်တို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိတယ်တို့မြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုယူမလားမြောက်ပိုင်းကိုယူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေအပြုသဘောဆောင်နေဆွေးနွေးမှုတွေတို့ကြားမှာလက်ရှိရှိနေနိုင်ပါတယ်ရှိလာနိုင်ပါတယ်အဲ့တော့ဒီချင်းနေတရက်ကိုကျွန်တော်တို့ပြည်သူလူထုနေတိဖို့လို့ရတယ်အဲ့တော့ကျွန်တော်တို့မှာရွေးချယ်ကြဘာမှမရှိပါဘူးအင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံထပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးစ조사ဖို့ပဲရှိပါအဲ့တော့တော်လန်ရေးကိုပို့ပြီးတော့အာရုံစိုက်ပြီးတော့ကျွန်တော်တို့ဘယ်လိုပဲပုံသွားမယ်ဆိုတာကိုပြည်သူလူထုအနေနဲ့အခုချိန် မှာပို့ပြီးတော့လေးလေးနက်နက်စဉ်းစားတွေးခေါ်သုံးသပ်ဖို့လိုပါတယ်လို့ကျွန်မအနေနဲ့သတိပေးချင်ပါတယ်။ကျွန်တော်တို့နိုင်ငံကြီးဟာတကယ်ကိုမှစုပ်ပြတ်တက်နေတဲ့အနေအထားမျိုးဖြစ်နေပါပြီ။နော်အာဏာတစ်ခုနဲ့ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံလုံးရဲ့အနာဂတ်ဟာတခြားလူတွေရဲ့တခြားနိုင်ငံတွေရဲ့လက်ထက်မှာရှိနေတယ်ဆိုတာကို